ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ရေဘရုံလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှာသမျှအောင်မြင်မယ်သူတပားတဲ့သောင်းလောကနဲ့နဲ့စွမ်းသက်တည်တဲ့ခုရှိမှရှိနေတယ်ဝင်ဝင်ပဲဘယ်လိုမှစုလို့မရအောင်စုမယ်လို့ကြံရင်တော့ပို့ပြီးတော့ငွေကုန်သွားစရာကြောင်းရှိတယ်ကိုယ်ကိစ္စတဲ့သူတပားကိစ္စတွေလောကရဲ့စင်ပြေတဲ့ထူးခြားချက်ကတော့အလုပ်တစ်ခုပဲ ူများအတွက်လို့ရအစီအပြေပြီးကိုယ့်အတွက်ကိုလို့ရဒီလို့ပဲခက်ခဲနေတတ်တယ်ဒီကလာဟာအများအတွက်ကိုယ်ကပေးဆက်နေရတယ်သူတစ်ပါးအတွက်လို့ရကိုယ့်အတွက်ထူးခြားတဲ့ဂျိုးကျေစုလေးရလာမယ်အပြိုင်ဆိုင်မှန်သမျှမှာတော့ကိုယ်ကသူတစ်ပါးနဲ့အမြဲတစေသာနေလိမ့်မယ်ဒီလိုနေသားနဲ့ထူးခြားတဲ့ကံကြမ္မာတွေရှိသလိုအလုတ်ဘဝရည်မှန်းချက်တွေရဲ့အောင်မြောင်ဆွေးနွေးနေနေတာရှိတယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ ်မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒါစနေနေ့အဲ့ဒီနေ့ကထူးကောင်းတဲ့နေ့ဖြစ်တယ်ကိုလို့သမ ्या လည်းဆင်ပြေမယ်ဒနသိတိနက်ခတ်စမ်းရှင်တဲ့နေ့လည်းဖြစ်တယ်ပိုက်ဆံတထောင်နံကိုမွေးနှံသာပြန်ပြီးလူနဲ့ဆဆောင် 23ရက်နေ့မှာရံပတိဘက်ကရင်နဲ့ရှင်ပြီးမှလုံရမယ်အလွယ်မရဘူး24ရက်နေ့ကောင်းချင်းမင်္ဂလာဖျားဖျားလုံးဖြစ်နေမယ်ရည်ရွယ်ပဲလူတန်းဖြစ်နေမယ်25ရက်နေ့မှာအိမ်မက်မက်ရင်တွေးထင်မှန်တတ်တယ်ထူးခြားတဲ့အတိတ်နိမိတ်ကောင်းတွေရနေမယ်အရာဝေးရကောင်းသောသတင်းစကားကြုံမယ်26ရက်နေ့လက်ပွင့်ကံပွင့်ချင်းလောရပြည့်စုံချင်းကြုံမယ်29ရက်နေ့ရန်တက်ကန်နဲ့ရှင်ပြီးလုံရမယ်28ရက်နေ့အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ် မတော်တဆနေဂယူဆိုင်ရမယ်အနောက်တောင်ရောက်ကုန်တည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြအသွားလာနေတဲ့ဂယူဆိုင်ရမယ်29ရက်နေ့ကတော့အလုံးစုံကံမြန်မာချင်းနဲ့တိုးတက်ချင်းနှစ်သာရတွေပြောင်းလဲပေါ်တွန်းနေ30ရက်နေ့ကြံတိုင်းအောင်ဆောင်းတိုင်းမြောင်လုံတိုင်းထုံးပေါက်နေပဲ April 28 29 30ရက်ကောင်းစီကောင်းရှုပ်ပြည့်ရထူးထူးခြားခြားကောင်းချင်းကံနဲ့အစီအပြေချင်းတွေကိုရရှိမယ် တနင်္လာနေ့သောကြာနေ့စနေနေ့မွေးစုတွေကိုကောင်းကျိုးပေးတယ်။တနင်္လာနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။၄၆၉ခဏအကျိုးပေးတယ်။အညိုရောင်အပြာရောင်မိခွရောင်ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရှိစေရလို့ငါနေအနီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုမျက်နှာသို့ဘွာအဖြူရောင်လေးတွေလှူဒန်းပြီးတော့ ကုသိုလ်ကောင်းမှုပြုလိုက်ပါကျေးဇူးတင်ပါတယ်